ဆရာရွှေဥတော်ရေးသားသည့်ဝါသုံးလုံးဝိတုကိုဖတ်ပြမှာဖြစ်ပါတယ်။အခန်းကဥပိုးအောင်ဇသိန်းချင်းနောက်တနေ့နနက်၌ဥပိုးအောင်သားအဖနှင့်ကိုတောင်းတန်တို့သည်ညီအိမ်ရှိတွင်ရက်လျက်ဥပိုးအောင်သည်ဥကြောက်ခဲပေါ်လာနိုးနိုးညင်မျောလင်းကယမန်ကြီးကအဖြစ်အပျက်အကြောင်းကိုညီးတွားပြောဆိုလျက်ရှိလိမ့်၏။အတန်ကြာလက်တော့ဥပိုးအောင်သည်အိမ်တွင်သို့ဝင်သား၍လမ်းလျှောက်တုတ်တစ်ချောင်းယူခဲ့ပြီးလျှင်အိမ်ပေါ်မှဆင်းသွားမည်ပြုလျား ိုတောင်းတန်နဲ့မောင်ညွန်ဦးတို့ကတားဆီးထားကြလေ၏ကိုတောင်းတန်တောင်းမှန်ပြစီဦးခမညာဒီတရက်နေ့အတွင်းမှာအထူးသတိဝရိယနဲ့သွားလာဖို့ကျွန်တော်တတိပေးပါစေမောင်ညွန်ဦးဟုတ်သားပဲဖေဖေရဲ့အိမ်ပြင်ကိုထွက်လို့မတော်သေးပါဘူးတိခံလိုက်ပါအောင်ဖေဖေဥပိုးအောင်အေးလကွယ်မင်းတို့တလောက်တောင်ပြောကြရင်ဝင်းပြင်ရောက်အောင်ငါမထွက်ပါဘူးဝင်းရဲတွေငါလမ်းလျှောက်ဆန်းပြရစီအောင်၎င်းနောက်ဥပိုးအောင်ဒီလမ်းလျှောက်တော့ကိုဝင်းရဲ့ခြံနောက်စီတို့လျှောက်သွားလေရာ ။သားငင်ဆောင်တော့တို့လည်းရက်ကြည့်ငြိရကြလေ၏။မောင်ညွန့်ဦးဖိဖိအတွက်တကယ်စိုးရင်ရတယ်လို့ခမည်းထင်သလား။ကိုတောင်းတန်းတရက်နှစ်ရက်အတွင်းမှာအဟုတ်စိုးရင်ရတယ်ဗျ။မောင်ညွန့်ဦးဖိဖိကတော့လုံးလုံးအေးလို့ပုံမရဘူး။ကိုတောင်းတန်းခမည်းဖိဖိကဝါသုံးလုံးအသင်အကြောင်းကိုကြောက်လောက်ကောင်းကောင်းမသိရှာဘူးဗျ။ဒါထက် inspector ဦးလူရနဲ့ခမားတို့တွေ့ပြီးပြီမဟုတ်လားဦးလူတော်ကလည်းစိုးရင်ရတယ်လို့ပြောတယ်ဆို။မောင်ညွန့်ဦး ဥလူရော်နဲ့ခမားသေးသလားအစိုးရဘက်ဆောင်တော်တွေကခမားတို့လို အပြင်ဆောင်တော်တွေကိုအတိအမှတ်မပြုတ်ဘူးဆိုကိုတောင်းတန်းပြုတ်တယ်လူလည်းပြုတ်မပြုတ်တယ်လူလည်းမပြုတ်ဘူးပေါ့လေဗျာတို့ပေမဲ့ဥလူတော်တယောက်ကတော့တော်ပါတယ်လူကနှီးကွေးတော့နှီးကွေးတယ်တို့ပေမဲ့တဲပြီးဆဲဆက်တဲ့လူဗျာဒါနဲ့တော့နောက်ဆုံးဝါသုံးလုံးအသင်းအမှုတစ်ခုနဲ့ပတ်သက်ပြီးအထက်လူကြီးများကသူ့ကိုတော်တော်ကြိတ်လိုက်တဲ့ဒီအသင်းကိုအမြင့်ပါလှန်ပြီးပေါ်အောင်လုပ်နိုင်ရင်လို့မလုပ်နိုင်ရင်သူ့ကိုယာတို့ဖြုတ်ပစ်မယ်ဆိုပါကလား မောင်ညွန့်ဦးအစိုးရဆောင်တော့ဘက်မှာအလုပ်လုပ်ရတာတဲပြီးကြက်ပါကလားဆယ်မှုပေါ်အောင်လိုက်ထားပေမဲ့တမှုနေရာမကြရင်စော်ကျင်တာလောက်ရှိတာကိုကိုတောင်းတယ်အစိုးရဘက်တွင်မဟုတ်ပါဘူးကျုပ်တို့အပြင်ဆောင်တော့များမှာလဲညရာမကြရင်အမှုတွေကစော်ရပါပဲဗျသူတို့မှာတော့တဆရာနဲ့အလုပ်လုပ်ရလို့တကြောင်မထောက်တကြောင်ထောက်ဆိုတာလို့သက်တာရရလိုက်အောင်မယ်ကျုပ်တို့ကမှตาပြီးခတ်သေးတယ်ကိုအမှုမှာညရာကြတဲ့အတွက်ဒီအမှုက အမှုတွေကကျုပ်တို့ကိုညှာမှာမဟုတ်ဘူး ဟောဘာတန်းလဲနားထောင်စမ်းမြို့ထိုခဏ၌အိမ်နောက်စီမှတနက်တန်တစ်ချက်ကြားလိုက်ကြရလေရမောင်ညွန့်ဦးကအကျိုးနဲ့ကုန်ပြီထင်နေပြုခုပြောကအိမ်မော်မခုံစင်းပြေးသည်နှင့်ကိုတောင်းတန်လည်းနောက်မှပြေးလိုက်သွားလေ၏ခြံတောင်းသို့ရောက်ကြသောအခါမောင်ညွန့်ဦးသည်မြေကြီးပေါ်တွင်မှောက်ရဲလဲညီသောဥပိုးအောင်ကိုပွေယူကြည့်ရှုလေရဥပိုးအောင်မှာရင်ဘက်တွင်တနက်မှန်သောတရားနှင့် အသက်ကုန်လျက်ရှိနှင့်နေပြီ ၎င်းခြံနှင့်ဆက်ဆက်လျက်ရှိသောဦးထွန်းတင်၏ခြံအတွင်း၌ကဆင်းရဲမှကလေးခင်းစင်ရည်သည်ခြောက်လုံးပြူတနက်တလက်ကိုမပြောယုံကြည်တယုံအတွင်း၌ဖွက်ထားခဲ့ပြီးလျှင်တောင်မြောက်နေပါတို့ကိုကြည့်ရှုပြီးမှအိမ်ငယ်သို့တုတ်ချေတင်၍ဝင်ပြေးလေ၏